မတိုင်းမလို့ငါပြောနေတယ်ကနောက်မှမတော့ကောင်းတော့ဘာမှမချိန်ဘူးအဲ့ဒီမလို့ပါတယ်လို့ငါပြောနေတယ်ဒီကောင်ကမလို့ပြနေတာဒီကောင်အဲ့ဒီဒီကောင်ဘာလို့လဲနေမသိဘူးလား မရဲ့အသေးခွဲတိုင်းအခုတခြင်းနဲ့မဖီးရဲ့သူရှိလို့လားနော်အကုန်လုံးကကိုတဘကြီးရဲ့တခြင်းနဲ့အကုန်လုံးဖီးကြရတယ်အဲခန်းစားကြရတယ်ဟတ်တီကြရတယ်ဒါပေမဲ့အကိုကတော့ပျော်ရွှင်ပါတယ်သူသူကကြတော့သူကကြတော့အမအမမနဲ့အမြဲပျော်ရွှင်နေရဆိုတော့ဒါကောင်းပါရဲ့ဒါသူ့ဘနဲ့သူပဲပါဟဟဟ ော့မမမေးရဘူးလေကိုကိုရိုင်းကတော့အခုထိ single ပါကိုကိုရိုင်းကတော့လို့ကိုကိုကြိုက်မဲ့လူမရှိဘူးချိန်နေကြရတာတော့မသိဘူးပေါ့နော်အဲညီမချင်တော့ညီမလို့တော်တော်လတ်လတ်ရှိရဲပြီးလို့ရှင်ဟိုမိမအရမ်းဆန်ဘောနော်အဲနည်းနည်းစကားပြောပွင့်လေးနဲ့အဲ့ဒါအကြီးကြောင့်လေယောက်ျားလေးကပူကြောက်ပြီးတော့အနားမကပ်ရဲဖြစ်ချင်ဖြစ်မှာပေါ့နော်ကောင်လေးတွေဆိုရင်တော့အဲမပြောတော့ဘူးမောင်လေးမကြိုက်တော့မောင်လေးမကြိုက်မောင်လေးမကြိုက်ကိုကိုပဲ အမြဲတမ်းကိုကိုပဲဘယ်ချိန်မမေးကိုကိုပဲတည်တဲ့အထိကိုကိုပဲအခုတိတော့အချစ်ပခံရသေးပါဘူးဒါပေမဲ့လို့အချစ်ခံရဘူးပါတယ် အဲစနောကအရင်တည်းကပေါ့နော်အဲ့လိုမျိုးကိုကိူးဆိုင်ပေးရာကိုလမ်းပြပေးရာကိုရှေ့ကနေမမမရက်တီတာလူကြီးဆန်တဲ့ယောက်ျားလေးတွေရန်တဘောကြတော့ကိုတက်အသက်ကြီးရဲ့လူပဲအမြဲရွေးပစ်တယ်အဲ့အချိန်မှာလည်းသူတို့တွေကကိုလိုချင်တဲ့နှွေးထွေးမှုတွေယူရမှုတွေကိူးဆိုင်မှုတွေအကုန်ပေးခဲ့ပါတယ်အကုန်လုံးပေါ့နော်အဲအဲ့လိုချိန်ဆက်ဆက်ချင်းမှာတော့ဒါပုံမှန် ဖြစ်နေပုံမှန်လုပ်နေကြအရာလေးပေါ့နော်ရီစာနဲ့ချွဲတာအဲ့ဘာအဲ့လိုမျိုးမရှိရောဆက်စားကျွန်တော်မနေတတ်ဘူးပေါ့ဒါပေမဲ့နောက်ပိုင်းကျတော့လည်းနေတတ်သွားပါတယ်ငွေလာတော့ကလည်းတယောက်သေးလေနော်တေဝါတော့မှလည်းတယောက်သေးပဲဆိုတော့အဆင်ပြေပါတယ်ဟိုညမရွေးလိုက်တဲ့ snow ရွေးလိုက်တဲ့လူတိုင်းကတော့မှန်ပါတယ်ဒါပေမဲ့ snow ပဲမှားခဲ့ရ snow ပဲမှားခဲ့ရပါကိုကအဲ့လိုမျိုးအရင် လိုညင်းခွေလဲညင်းခွေလွယ်ပြီးတော့ရမ်းဆိုးရယ်ရရမ်းဆိုးရယ်ဆိုတော့ဟိုလိုတော့မဟုတ်ခလေးဆန်တာပေါ့နော်အဲ့လိုမျိုးပြီးရင်အဲ့လိုမျိုးเอ่อมูฟวี่ဆိုရင်ยีซ่าလွဲပြီးတော့အေးပါยีซ่าဟိုยีซ่าအဆမောင်နှမအဆုံးတငယ်ချင်းဆုံးအကုန်မေ့ဆိုတော့အဲ့တစ်ချက်ကိုยีซ่าရဲ့လက်တက်မခံနိုင်တာပေါ့နော်ဆိုတော့ ဒါကို့မှာပါဟုတ်ကဲ့အခုရိုက်ထားတဲ့ကားတွေပေါ့နော်ကားတွေရောရှိပါတယ်အခုနောက်နောက်လာဆိုလို့ရှိရင်နောက်လာတင်တယ်ပေါ့နော်နောက်လာဆိုရင်ပော့ရိုင်ဆိုပြီးတော့ကားတကားထွက်ဖို့ရှိရယ်ရှိုးလိုက်မှာပြဖို့ရှိပါတယ်အဲပြီးတော့ဒီရက်ထဲ16ရက်နေ့မှာဆိုလို့ရှိရင်လည်း WJ ရဲ့ music video အဲထွက်ဖို့ရှိပါတယ်အာကိုနဲ့ကတိချာလေးစူးစမ်းထားတယ်ဒီ Snow နဲ့ပထမဆုံးရိုက်တဲ့ music video လေးကအကိုကပထမဆုံး director လုပ်ပြီးတော့ရိုက်တဲ့ music video လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ Snow လည်းအရန်အဲကြိုက်တယ် အကူနဲ့လှုပ်လှုပ်ရတာလည်းအရန်အဆင်ပြေအဲ့တော့ဒီ music video လေးကိုကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ်။မမရဲ့အသေးကွဲတိုင်းအခုတချင်နဲ့မဖီးရတဲ့လူရှိလို့လားနော်။အကုန်လုံးကကိုတေဝကြီးရဲ့တချင်နဲ့အကုန်လုံးဖီးကြရတယ်။အဲခံစားကြရတယ်။ဟတ်ထီကြရတယ်။ဒါပေမဲ့အကိုကတော့ပျော်ရွှင်ပါတယ်။သူကသူကကြတော့သူကကြတော့အမအမအမနဲ့မြဲပျော်ရွှင်နေရဆိုတော့ဒါ ကောင်းပါရဲ့ဒါသူ့ဘာနဲ့သူပဲပါဟုတ်တယ်ဟုတ်တယ်မြမတငယ်ချင်းနေရာစအကုန်လုံးကအသေးကွက်လို့ရှိရင်ဒဗဂျီတချင်းနဲ့ပဲ꿰ကြရအဲ့တော့ကိုကိုရိုင်းနားထောင်တဲ့အဆိုရဲတချင်းကိုကိုကိုရိုင်းတရုပ်ဆောင်ရတဲ့အချိန်မှလည်းအရန်ဂုံယူတယ်အရန်လည်းဝမ်းသာပါတယ်ဒဗဒဗဂျီကကျတော့ snow တော့နည်းနည်းပေါ့နော်ဟိုဟာ snow ကို7ရက်ပြီး တက်တူတက်တူတက်နေတဲ့အချိန်မှာတက်တူတက်နေတဲ့အချိန်မှာတပည့်ကြီးကစပြီးတော့နာမည်ကြီးအောင်ကိုတပည့်ကြီးကစပြီးနာမည်ကြီးအောင်ဆိုတော့အင်မော့သူစထွက်တယ်ကညီမတို့အားပေးလာတာပါအရန်ကိုယူပါတယ်အဲ့လိုမျိုးအကိုကလေပြီးတော့အလုံးလုံးကအရန်စင်ပြေလူတယောက်နဲ့အလုံးလုံးမယ်ဆိုလဲသူတေချာစုံစမ်းလေ့လာပြီးမှအလုံးလုံးတာဆိုတော့လေဒါအကိုရဲ့တခြင်းမှာဒီလိုမျိုးတောင်းတနေရကနေပါဝင်ခွင့်ရတဲ့အတွက်ကိုအရန်ကိုခုံယူမိပါတယ်ရှင် သချင်းလေးကလည်းလူတိုင်းနဲ့မဆိုင်တဲ့သချင်းလေးပါညအလင်းဆိုရဲသချင်းလေးပေါ့နော်အဲ့ဒီသချင်းလေးဆိုလို့ရှိရင်လည်းဒါအကုန်လုံးရဲ့ရင်ထဲကိုရောက်ပြီးသားသချင်းလေးဆိုတော့ဒီလိုသချင်းမှလည်းဒီလိုပါဝင်ခွင့်ရတဲ့အရန်ဝတ်တာပါတယ်အကိုကမ်းလန်းလို့လည်းပါတဲ့အပြင်ကိုဒီသချင်းလေးရရမယ်ဆိုပြီးတော့နားထောင်တဲ့အချိန်မှာကိုကြိုက်တဲ့သချင်းလေးဖြစ်နေရတဲ့အတွက်ကြောင့်ဟိုညီမဟိုပို့ပြီးဝမ်းတာပါတယ်ခုံယူပြီးပါတယ်ဟုတ်ကဲ့အခု show ဝဲတွေတော့အရင်ကသွားကြည့်ပါအဲဟို overflow တို့ပါလို့ဆိုရင်အကိုပါလို့ညီမတို့သွားကြည့်ရပါတော့ဆိုတော့အဲဟိုဘယ်လိုပြောမလဲ tất uh, trên này là nhà anh đang học viết bài အဲနုပညာရှောင်းလန်းအတွက်ဆိုလို့ရှိရင်တော့စနိုးတွက်ကလေအဲလိုမျိုးတည်တည်ချာချာဒီဇိုင်းမှန်စ조사ပြီးတော့ကိုကိုကိုပြောအောင်ပေါ့နော်조사ပြီးရှောက်တင်တာပေါ့ဒါမဲ့စနိုးကကျတော့ဝင်လာလိုက်ပြန်ထွက်သွားလိုက်ဝင်လာလိုက်ပြန်ထွက်သွားလိုက်ဖြစ်နေတဲ့အခါကျတော့အဲရောက်တင်တဲ့လောက်မရောက်ဘူးပေါ့နော်ဒါပေမဲ့လည်းဆက်လက်조사နေပါတယ်ဟိုညီမကဒီအနုပညာအလုပ်ပြင်ကိုတခြားအလုပ်လေးတွေလည်းလုပ်တယ်ဆိုတော့လေအဲအလုပ်ကမအားလို့ရှင်လို့ရှင်ကျတော့ဒီရိုက်ရက်ရိုက်ကူးရက်ရက်တွေကိုညီမအချိန်မပေးနိုင်ဘူးအဲ့ခါကျတော့ညီမညင်းဖြစ်တာများပေါ့နော်အဲ့ဒါနဲ့ပဲညီမဝင်လိုက်ထွက်လိုက်ဖြစ်နေတယ် ညီမတကယ်အချိန်တည်တည်ဆာပေးနိုင်တယ်ဆိုမှညီမကားရိုက်ဖြစ်တာပေါ့နော်အဲ့ဒါကြောင့်အဲ့ဒါကြောင့်ပါအအခုနောက်ပိုင်းဒီပိုပိုကရိုက်တာလေးနဲ့လည်းတခြားလူတိများလာပြီးတချို့နေရာလေးတွေနေရာလေးတွေမှာလည်းအအရာရောက်လာပြီပေါ့နော်ဆိုတော့ဒီဇိုင်းမမတ်လုပ်ဖို့စိတ်ကူးထားပါရဲ့ရှင်အဲကလေးဖန်လေးတောက်လာတာလည်းညီမအယံဝမ်းတာပါတယ်ဘာလို့လဲဆိုတော့ ညီမကိုရိုင်းလည်းကလေးချစ်တယ်လေနော်ဒါပေမဲ့အဲ့လိုကလေးလေးတွေအပြရတွေ့ရတော့အယံဝမ်းတာတယ်နောက်ပြီးတော့ mainly fan တွေလည်းအဲရှိပါတယ် mainly fan တွေလည်းရှိရတဲ့အယံဝမ်းတာတယ်ယောက်ျားလေး fan တွေကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အားလုံးပဲပူပူချစ်ပေးတဲ့ပရိသတ်တွေအားလုံးစိတ်ချမ်းသာရေးကိုချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ပြောချင်ပါတယ်ပူပူပါဝင်ထားတဲ့အမုန်းမြစ်ကိုလည်းဆက်လက်ပြီးတော့အားပေးကြပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်